ပထမကျွန်တော်ပြထားတဲ့ပုံကနေပြီးအခုရလာတဲ့ပုံကြီးကတော့ကျွတ်စင်ကြီးပေါ့နော်။ဘာမှ Photoshop သုံးရမလို့ပဲနဲ့ဒီ M နှစ်ခုနဲ့တည်းပဲဒါကျွန်တော်တို့ကြည်ကြည်လင်လင်လုပ်လို့ရပြီပဲဖြစ်ပါတယ်။မိတ်ဆွေရာယခုချိန်ထိ passport ပုံကိုစိုင်းသွားပြီးတော့ပဲထုတ်နေတော့မလား။မိတ်ဆွေမှာဖုန်းတစ်လုံးရှိုံနဲ့ဒီလိုပုံကနေပြီးတော့ဒီလိုအလန်းစား passport ပုံမျိုး ထုတ်လို့ရနေပြီဖြစ်ပါတယ်။အဲ့တော့ဒါကို ဘယ်လိုလောက်ရလဲဆိုတာသိချင်လို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိလိုက်ကြည့်လိုက်ပါနော်နားမလဲတာလောက်လို့မရတာရှိလို့ရှိရင်လည်းကွန်မန့်မှာရေးပေးထားခဲ့ပါကျွန်တော်ပြန်ပြီးတော့ထေချားပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့အာကာမင်းပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကဒီ passport ကိုထုတ်ဖို့ဆိုလို့ရှိရင်နော်မိတ်ဆွေတို့ဖုန်းထဲမှာ app နှစ်ခုရှိဖို့လိုပါတယ်ဟောပထမ app ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီအဲ ID photo ဆိုတဲ့ app လေးတစ်ခုဖြစ်ပါတယ်ဒီ app ကို download ဆွဲဖို့အတွက်တော့ကျွန်တော် play store တွေကိုသွားလိုက်မယ်သွားပြီးရဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ ီ SAS ဘားကနေပြီးတော့ passport photo ဆိုပြီးတော့ရိုက်ချလိုက်အောင်ပါပဲ။အော် passport photo လို့ရိုက်ချလိုက်လို့ရင်ဒီအပေါ်ဆုံးမှာတွေ့နေရတယ်။ passport photo ID photo maker ဆိုတဲ့ app လေးပေါ့နော်။ဒီ app လေးကိုကျွန်တော် download ဆွဲထားပါ။အဲ့တော့ကျွန်တော်ကတော့ရှိပြီးသားဖြစ်တဲ့အတွက် open ကိုနှိပ်လိုက်ပါမယ်။ open နှိပ်ပြီးရချိန်ကျရင်ဒီခဏစောင့်ပါနော်။ရောက်တဲ့ချိန်ကျရင်ကျွန်တော်ဒီမှာရွေးစရာတွေအများကြီးရှိရပါတော့။ US visa ရှိတယ်။နောက်ဒီ US passport ရှိတယ်။အဲ့ဒီအနေမှာကျွန်တော်တို့ကဒီ USD ID ကတ်ကပုံလေးပေါ့နော်။ 600 600ဆိုတဲ့ဟာလေးကိုကျွန်တော်ယူလိုက်မယ်ပေါ့နှစ်လက်မှတစ်ချာလဲစိုက်အဲ့ထက်မှကျွန်တော်တို့နောက်တစ်ခုဘာထပ်ယူလို့ရလဲရှိလို့ရှိရင်ဒီ picture ရဲ့ဒီ resolution ကိုကျွန်တော်ထပ်ယူလို့ရမယ်အဲ့တော့အဲ့ထက်မှကျွန်တော်ကဒီ1080ဆိုတဲ့ဟာကိုယူလိုက်မယ်ပေါ့နော်1080ဆိုတာအကြီးပေါ့ HD ကိုဒါကျွန်တော်ယူလိုက်မယ်အာယူပြီးသွားလို့ရှိလို့ရှိရင်ဒါကျွန်တော်တို့ဒီဒီဘေးမှာရှိတဲ့ဒီ glare ရဲ့ကိုသွားလိုက်ပေါ့နော်ကိုရှိမှာကိုတာမန်ရိုက်ထားတဲ့ပုံတစ်ပုံဆိုလဲရရဲဒါမှမဟုတ်ပုံအသေးရိုက်မယ်ဆိုရရဲပေါ့နော်အဲ့တော့ glare ရဲ့ရောက်ပြီဆိုတာ ਨੇ ဒါကျွန်တော်တို့ ကိုရွေးခြင်းနဲ့ပုံတော်ပုံကိုဒါကျွန်တော်ရွေးပေးလိုက်ပေါ့အဲကျွန်တော်ကတော့ဒီတာမန်ဒီရိုး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 ဗီဒီယိုမှာဗီဒီယိုတွေကပုံလေးတစ်ပုံပဲဒါကျွန်တော်ရွေးပေးလိုက်တယ်ဗျာ background ကြီးကြီးလေးလေးရှိပြီးသားပုံတော်ပုံရွေးပေးလိုက်ပေါ့နော်ရွေးပေးခြင်းညာသူကဒီလိုမျိုးပြလိုက်ပြတဲ့အချိန်မှာအဲ့မှာသူပုံလေးပြပေးထားတယ်ဗျာဒီခေါင်းရယ်နရွက်လေးရယ်ဆိုတဲ့ဟာလေးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီအိုက်ကြားထဲမှာကျွန်တော်တို့ပုံကိုအိုက်ထဲမှာကွက်တိဖြစ်အောင်နရွက်နားမှာကွက်တိဖြစ်အောင်ကျွန်တော်တို့ကနည်းနည်းလေးကြီးပေးလိုက်ပေါ့နော်ကြီးပြီးသွားလို့ရှိလို့ရှိရင်ဒီထဲမှာ fitting ဖြစ်အောင်ကျွန်တော်ချပေးလိုက် အော်ဒီတိုင်းကွက်တီကြလာပြီဆိုလို့ရှိလို့ရှိရင်ဒါကျွန်တော်တို့ဒီဟာလေးကိုဒါကျွန်တော်တို့စိတ်လိုက်လို့ရပြီပေါ့နော် nest ကိုသွားလိုက်သွားပြီးအချိန်ကဒီမှာအောက်မှာသူက background ရှိတယ်ကျွန်တော်တို့ကပုံမှန် passport ပုံနေရဲ့ background ကအပြာဖြစ်တဲ့အတွက်ကျွန်တော်တို့အပြာရောင်လေးကိုရွေးပေးလိုက်ဦးမယ်အဲကြလို့ရှိလို့ရှိရင်ဒီမှာအပုံအပြာရောင်နဲ့ဒါရှာယူပေါ့နော် nest ကိုသွားပေးလိုက်ပေါ့နော်သွားပြီးလို့ရှိရင်သူမှဒီမှာတခုကောင်းတာသူကတကယ်လို့ printer နဲ့ချိန်ထားမယ်ဆိုလို့ရှိရင်လည်းဒါ printer နဲ့တန်းထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ ဒီဟာကဘာဖြစ်လဲဆိုပုံကဝါးနေပေါ့နော်ဒီထဲမှာတွေ့ရလိမ့်မယ်ပုံကဒါတော်တော်လေးဟိုဝါးဝါးနော်ဝါးတဲ့အချိန်မှာကျွန်တော်ဒီပုံကိုကြည်ဝါးအောင်ကျွန်တော်လုပ်ရမယ်ပေါ့နော်အဲ့လိုကြည်အောင်လုပ်ဖို့အတွက်ကကျွန်တော်တို့မှာနောက်ထပ် app တစ်ခုထည့်ရှိရပါမယ်အဲ့ဒီ app ကလေးကဘာလဲဆိုတော့ဒီ premium ဆိုတဲ့ app ကလေးပါအဲ့တော့ကျွန်တော်တို့ဒီ app ကို download ဆွဲဖို့အတွက်ကတော့ဒီကျွန်တော် Play Store တွေကိုသွားလိုက်ပေါ့နော် Play Store တွေကိုပဲသွားမယ် Android phone တွေအတွက် Play Store တွေကိုသွားသွားပြရလို့ရှိရင် search bar ကနေ R E MIMI ဆိုပြီးရိုက်ရှာလိုက်ပေါ့နော် Vimini ဆိုတဲ့ app လေးပါဒီ app လေးပါအဲ့တော့ဒီ app လေးကိုကျွန်တော်အရင်ဆုံး download ဆွဲလိုက်ပေါ့ကျွန်တော်ကတော့ဆွဲပြီးသားဖြစ်တဲ့တော့ open ပေါ်နေရတော့ open ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိလို့ရှိရင်ခုနကကျွန်တော်တို့ထုတ်ထားတဲ့ဒီ background အပြာနဲ့ passport ပုံလေးကိုကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ပုံလေးကိုရွေးပေးလိုက်ပြီးပွဲအချင်းညာဒီမှာသူက အဲဒီဒီရမ်ဒီကောင်ကိုကြည်အောင်လုပ်တော့မယ်ပေါ့နော်ကြည်အောင်လုပ်တဲ့ချိန်မှာနှစ်ခုရွေးစရာရှိတယ်အောက်ကတော့ pro ပေါ့ pro ကတော့ကျွန်တော်ပစံဝပေးဝရတာအပေါ်ကဟာတော့ကျွန်တော်ကြော်ညာကြည့်ပြီးတော့လုပ်ယူမယ်ပေါ့နော်အဲ့တော့အပေါ်ကဟာလေးကိုကျွန်တော်တစ်ချက်ရွေးပြီးတော့ဒီကြော်ညာလေးထိုင်ကြည့်ပြီးလိုက်ပေါ့နော်ကြော်ညာလေးရောထိုင်ကြည့်ပြီးကြော်ညာကတော့နည်းနည်းလေးရောရှည်တယ်ပေါ့နော်ကြော်ညာလေးပြီးွားတဲ့ချိန်ကျလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ လန်စားပုံတော့ရပြီပေါ့နော်လုံးဝကြည်တောက်ပြီးတော့ဒါဥပုံတော်ကိုမမှတ်မိဖြစ်သွားပါလိမ့်မယ်။ဒါကျွန်တော်ပုံစံလိုလိုချင်းနှကန်းကြီးပါကြီးပါရဲကုန်ပြီပေါ့နော်။အော်အရန်ဝင်မိုက်တယ်ပေါ့နော်။လုံးဝခုနပုံကနေပြီးတော့ဒီလိုမျိုးလုံးဝကြည်တောက်သွားတဲ့ပုံဖြစ်သွားလိမ့်မယ်ပေါ့နော်။အဲဒီပုံစံတိုင်းနဲ့ဒါကျွန်တော်တို့ဒီဒီ passport ပုံကိုဒါလွယ်လင်းတကူထုတ်လို့ရပြီပဲဖြစ်ပါတယ်။အဲ့တော့အဲ့ကောင်လေးကိုစေးလိုက်ဦးမယ်။အခုနောက်ပထမကျွန်တော်ပြထားတဲ့ပုံကနေပြီးအခုရလာတဲ့ပုံကြီးကတော့ ကျွတ်စင်ကြီးပေါ့နော်ဘာမှ Photoshop သုံးစရာမလိုပဲနဲ့ဒီ M နှစ်ခုနဲ့တည်းပဲဒါကျွန်တော်တို့ကြည်ကြည်လင်လင်လုပ်လို့ရပြီပဲဖြစ်ပါတယ်ဒါအရန်ကိုလွယ်ကူရိုးရှင်းတဲ့နီလေးပါမပုံမှန်ဆိုင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံရိုက်ခါနဲ့ဒီ Photoshop လောက်ခါနဲ့ဆိုလို့ရှိရင် Passport ပုံအခုချိန်မနေဘူးပေါ့နော်အဲ့တော့ဒီပုံစံတိုင်းလေးနဲ့ဒါကျွန်တော်တို့ print ထုတ်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင် online ကနေပြီးတော့လည်းဒီဟိုအလုံးရှောက်မဲ့လူတွေဘာကြီးအတွက်ဆိုလို့ချင်း CV form မှာဒီပုံစံလေးကိုကျွန်တော်တို့ကတ်လိုက်ပါပဲဒါဒီပုံစံနဲ့နဲ့ဒါလွယ်လွယ်ကူကူကျွန်တော်တို့ passport ပုံတစ်ပုံထုတ်လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာ ားလုံးပဲဆင်ပြေးကြပါစေ။ဟုတ်ကျွန်တော်ပြင်ဆက်ပေးတဲ့အကြောင်းအရာတွေကမိတ်ဆွေတို့အတွက်အကျိုးထူးမယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and share လေးနဲ့ကူညီပေးသွားပါအောင်ခင်ဗျ။နောက် video လေးမှာဆက်တွေ့ကြတာ။